ဘော်ရာတို့ဘာပဲကြီးကြီး channel ကို subscribe လုပ်ဘေးနာခေါင်းအောင်နှိပ်ဘင်း VPN လေးဖြွင့်ကြည့်ပေးတာဖို့မြတ်တာရက်ခံခြင်းနဲ့ဒီနေ့စီစဉ်ကိုစကြအောင်ပါခင်ဗျာလော်ရာကအန်ဂျီဝင်နန်းသတင်းတောက်တယောက်ဖြစ်ပြီးတော့ဂီတခုကနေသူမရဲ့ရုံးခန်းကိုပြန်လာပါတယ်သူမဝင်လာတဲ့ဖုန်းခေါ်ဆုံးမှုကိုချပစ်ပြီးတော့ဓာတ်လေကားတွေကနေထုတ်တွေနဲ့ထွက်လာချိန်မှာလောဘကိုင်းဘက်တူကပြန်လာလားသွားမလားဆိုပြီးတော့နှုတ်ဆက်လိုက်ပါတယ်လောဘကိုင်းဘက်ကလော်ရာရဲ့ဒီတစ်ပတ်စောင်းမောက်သဘောကြောင်ချီးကျူးသွားတယ်လို့အခန်းထဲကလူတချို့ကလည်းလော်ရာကိုလမ်းပြီးတော့ချီးကျူးပါတယ် လော်ရာသူ့ရဲ့လုံဆွဲမှာထိုင်းလိုက်ပြီးတော့တတောက်တောက်နှိပ်လိုက်တဲ့အခါအပျော်စီးသင်းမောစီးရဲ့ပုံကဆက်ခရီးမှာပေါ်လာခဲ့ပါလိမ့်။လောဘကိုင်းမဲ့မယ်ရီကအက်ဒီတာနဲ့အစည်းအဝေးမစခင်အချိန်10မိနစ်လောက်ပေးဖို့လော်ရာကိုခွင့်တောင်းပါလိမ့်။မယ်ရီရဲ့ခန်းထဲကိုရောက်တော့သွားခဲ့တဲ့ခီးစဉ်ကြောင်းမေးတဲ့အခါရှေးအောင်စီလင်းနဲ့သွားခဲ့ရတာဖြစ်တဲ့လော်ရာကခီးစဉ်နှစ်ချောင်းလုံး၄နာရီကြာစီးခဲ့ရပေမယ့်ပျော်ခဲ့ရကြောင်းပြန်ဖြေပါလိမ့်။သူတို့တော့စုံစမ်းတဲ့အမျိုးသမီးကရေနှစ်ပြီးတော့အသက်ခံလိုက်ရတာဖြစ်ကြောင်းဝိုင်းနေစွာနဲ့ပြောပြတော့ကြောက်စရာကောင်းတာတွေကိုလူတွေကပဲလှုပ်တတ်ကြတာဖြစ်ကြောင်းအမေရိကမှတ်ချက်ချလိုက်ပါတယ် လူတွေကိုကြောက်စရာကောင်းတာတွေမလုပ်စေချင်တော့လော်ရာကိုမယ်ရီကကြောက်စရာကောင်းတဲ့ကိစ္စဆိုတော့လော်ရာလိုက်နေတယ်စာလောင်တဲ့ကလေးတွေစီကရံမုံဝင်ခိုးတဲ့ကိစ္စကိုပြောတာလားဒါမှမဟုတ်လော်ရာရဲ့အခြေအရှုပ်ထွေးတွေလားဆိုပြီးတော့မေးလိုက်ပါတယ်အဲ့ချိန်မှာဘန်ကဖုန်းဆက်လာတဲ့အတွက်နာဆိုးကြောင်းပြောနေတော့တိုက်ဆိုင်လိုက်တာဆိုပြီးတော့ဖုန်းချပြစ်ပါတယ်ဘာကြောင့်ဆက်တာလဲဆိုပြီးတော့မယ်ရီကမေးတော့သူခန်းမှာရှိတဲ့ဓာတ်ပုံဗနိုင်းတွေကိုလာပြန်ယူချင်တာကြောင့်ဖြစ်နိုင်ကြောင်းထင်ကြေးပေးပါတယ်ခီးကနေပြန်လာတော့မယ်ရီကလော်ရာကိုနားယူစေချင်ပေမဲ့အားလုံးချိန်ယူရတာဝါသနာမပါတဲ့လော်ရာကတော့ ွေးကင်စာအစဉ်လေးဖြစ်နေမဲ့နော်ဝေးရမုံငွေပွဲတစ်ခုကိုသွားပြီးလူတန်းမှုစီစဉ်တဲ့တထေးမှအန်းရဲ့ဖိတ်ကြားတာကိုလက်ခံပြီးတော့လိုက်သွားဖို့ဆုံးဖြတ်ပြီးဖြစ်နေပါလေ။အဲ့ဒီမော်မမလော်ရာကသတင်းလိုက်ယူမဲ့အကြောင်းပြောတဲ့အခါကင်စာဖြစ်နေတဲ့မျိုးသမီးရဲ့ဘေးနားကဘီလန်နာကင်စာရရဲ့ကောင်းကြောင်းတွေရေးပြရမှာလားလို့မေးတော့လော်ရာကတတ်သိပညာမနေသာတာဖြစ်ကြောင်းကိုပြန်ပြောပါလေ။လော်ရာသူ့ကိုဒီသတင်းလိုက်ခွင့်ပေးဖို့ပြောပြီးတော့ဒီလိုလူသားမဆန်တဲ့ခေကြီးတဲ့မှာဒါစိတ်ဝင်စားစရာလူမှုရေးတရင်သာဖြစ်ကြောင်းကိုထင်ကြေးပေးပါလေ။ ခက်ခဲကြမ်းတမ်းတဲ့သတင်းစာတိုက်ကြီးကသူမပါပဲတပတ်လောက်လေပတ်ရအောင်တော့မှဖြစ်ကြောင်းကိုပြောပြီးတော့လော်ရာကထွက်သွားခဲ့ပါတယ်။လော်ရာနဲ့အခြားဖွဲ့ကအပျော်စီးသင်းမောစီကိုစပီးဘုတ်စီးနေကသွားအောင်ခဲ့ကြပါတယ်။ပျော်စီးသင်းမောရဲ့နာမည်က Aurora ဖြစ်ပြီးတော့ဝန်ထမ်းတွေကနှွေးထွေးပြူငါစွာနဲ့ဂျုံစုံနေကြပါတယ်။အပျော်စီးသင်းမောဘုတ်တက်ဖို့အတွက်အသီးသန့်ဖက်နှက်လဲရမှာမသိတာကြောင့်ဝန်ထမ်းမျိုးသမီးကာလာကသတိပေးလိုက်ရပါတယ်။လော်ရာဖက်နှက်သွားလဲရင်းနဲ့အပျော်စီးသင်းမောထားကိုမကျွမ်းကျင်ကြောင်းဘေးနားလူကိုပြောလိုက်တော့သူကအတန်းဖြစ်ကြောင်းသူ့ကိုယ်သူမိတ်ဆက်လိုက်ပါတယ်။ ကာလာနောက်ကလိုက်လာပြီးတော့သူဟာစီမိုင်မှုဖြစ်ကြောင်းမိတ်ဆက်ကလော်ရာနေရမယ့်အခန်းကအခန်းနံပါတ်၈ဖြစ်ကြောင်းကိုအတည်ပြုလာပါတယ်။ကာလာဒေါက်တာမာတာဆိုတဲ့သူနေရမယ့်အခန်းနံပါတ်ကိုလည်းပြောသွားခဲ့ပါတယ်။အဲဒီမှာပဲ Flash Me ကတဖြည်းဖြည်းကြောင်းလှည့်ကြည့်လိုက်တော့သူပြစ်ထားခဲ့တဲ့အစဟောင်းဘန်းကိုတွေ့လိုက်တာကြောင့်အံ့ဩသွားပါတယ်။ဘန်းလည်းတလောက်အပျော်စီးခီးစင်နေအများကြီးတဲကမှာတိုက်ဆဆိုင်တွေ့ရတာကြောင့်ဝမ်းသာနေခဲ့ပါတယ်။ဒီခီးကိုသတင်းပေးဖို့ဘန်းကအချိန်ချင်းဖုန်းခေါ်ခဲ့ပေမဲ့လော်ရာကဖုန်းချပေးခဲ့ပြီးအခုမှအမှတ်မထင်လာပြီးတော့ဆုံးရတာပဲဖြစ်ပါတယ်။ ဘန်ဒမင်ဆိုတဲ့သူရောက်လာချိန်မှာဘန်ကမိတ်ဆက်ပြီးဖို့စူးစမ်းတဲ့အခါလော်ရာနဲ့ကတီးပြီးသားဖြစ်နေခဲ့ပါလေဘန်နဲ့လော်ရာကဘာညာဘာညာရိမန်းဘန်ဒမင်ကရိပ်မိသွားတာကြောင့်သူစိတ်ကူမျိုးချပြီးတော့မထီးသေးတဲ့ပစ္စည်းပဲလို့ဇိုကာရှောင်ထွက်သွားလိုက်ပါလေမျိုးမီတယောက်ကပျော်စီးသိမောပေါ်မှာဂျေမောင်မီဝစ်လာလော်ရာကိုသူ့ညာနဲ့သူဝေးရမဲ့ဝစ်စားကိုမသိလာလားဆိုပြီးတော့ကဲ့ရဲ့လို့နေပါလေခဏကြာတော့စီမံခန့်ခွဲသူတွေကသူတို့နေရာမဲ့အခန်းတွေနဲ့နံပါတ်တွေကိုတွဲခေါ်ကနေရာချပေးနေပါလေအဲ့အမျိုးသားမစ္စတာဘူးမားကအားလုံးကို ဂျိုဆိုတဲ့အနေနဲ့ခွက်ချင်းတိုက်မှာဖြစ်ကြောင်းကာလာကလောက်ပြီးတော့ဂျင်းညာပါတယ်ခီးတယ်တွေကလည်းတရားတော်ပေါ့ပြောဆိုနေကြရင်းနဲ့သူတို့နေရာမဲ့ခန်းတွေစီကိုရောက်လာနေပါတယ်အခန်းထဲရောက်တော့စီမံသူတယောက်ကအထုတ်တရောလို့မေးတော့လော်ရာကသူ့မှာအဲ့ဒီတထုတ်တာဘာကြောင်းပြောလိုက်တဲ့အခါပစ္စည်းတွေနေရာချပေးရမလားလို့မေးပါတယ်လော်ရာသူ့ရဲ့အထုတ်ထဲမှာရှုပ်ပွားနေရာကြောင်းသူကိုယ်တိုင်မဲ့တောင်းဝီမှာဖြစ်ကြောင်းကိုပြောလိုက်ပါတယ်မကြိုင်မှာပဲတင်းမောင်းကကြောင်ဆူးနှုတ်ပြီးတော့စတင်ထွက်ခွာလိုက်ပါတော့တယ်လော်ရာရမ်းပျော်နေပြီးတော့သူမရဲ့ခန်းကနေကုန်းဘက်ဘောထွက်ကြည့်ကလေငင်းခံနေခဲ့ပါတယ် အဲ့ဒီမှာပဲတစ်ဖက်အခန်းတကားအောက်ကနေပြီးတော့ဆေးလိပ်ဖင်းစည်းကံတွေလိမ့်လာကြအောင်ကောက်ယူကအမိုက်ပုံးထဲကိုထည့်လိုက်ပါတယ်။မကြာခင်မှာတင်းမောကနော်ဝေးဘက်ကိုစတင်ခုံပေါင်းနေပြီးဘူမာကအားလုံးနဲ့အတူတူခွတ်တိုက်ဖို့အတွက်ထွက်လာခဲ့ပါတယ်။ဘူမာအားလုံးရဲ့ပရိုက်တာလူငွေတွေကလိုအပ်နေတဲ့သူတွေစီကိုရောက်တော့မှဖြစ်ကြောင်းဘာညာတာတကာတွေပြောလိုက်ပါတယ်။ဘန်ကလည်းမှတ်ပုံးနဲ့ဓာတ်ပုံးတွေကိုရိုက်နေပြီးတော့မကြာခင်မှာအဆိုတော်ဒိုင်းနီတိုင်လာရောက်လာကြအောင်အားလုံးကလည်းစီးကြိုနှုတ်ဆက်လိုက်ကြပါတယ်။ဒိုင်းနီကအဲအချင်းတွေမကောင်းဘူးလို့ဘူမာကိုမေးနေပါတယ်။ ဘူမာသူ့ရဲ့ခီးစင်မှာလိုက်ပါပေးတဲ့လော်ရာကိုကျေးဇူးတင်ကြောင်းအသိမှတ်ပြုလိုက်ပါတယ်။ဘူမာဒိုင်းနီကိုလော်ရာဟာစူရသတင်းတော့ဆောင်းပါးရည်သူဖြစ်တဲ့နာမည်ကြီးကြောင်းပြောလိုက်တဲ့အခါသူအဆောင်ကြီးကင်မရာတွေကိုမုံတီးကြောင်းပြန်လှည့်ပြီးတော့စားနောက်လိုက်ပါတယ်။ဒီမော့ဘမှာတော့ဘီလန်နာတွေသတင်းတောင်းနဲ့ဝန်ထမ်းတချို့သာပါဝင်ခဲ့တာပါ။ကုန်းဘက်ပေါ်မှာတော့ဘန်ကလော်ရာကိုငွေတွက်ရောက်လာမှဖြစ်နိုင်ကြောင်းပြောတဲ့အခါသူသိခဲ့တဲ့ဘန်ကအခုမှရောက်လာဖြစ်ကြောင်းပြောပြီးတော့ထွက်သွားခဲ့ပါတယ်။လော်ရာမယ်ရီနဲ့တီဗီကောပြောရင်းနဲ့ဒီကိုလာကန်နီဘန်ကခဏခဏဖုန်းဆက်တဲ့အကြောင်းကိုသိသွားကြောင်းပြောလိုက်တော့ မယ်ရီကမပြောတော့ဘူးလားလို့လမ်းမေးကရှမ်ပိန်ကောင်းရင်လဲအေးစေးနားယူလိုက်ဖို့ပြောပါလိမ့်။လော်ရာကပါတီအတွက်တတောက်ပြောင်ပြောင်ခေါင်းဝတ်တထဲကိုဝစ်ပြီးတော့ထွက်လာခဲ့ချိန်မှာအမျိုးမီးတောင်းတဲ့အတူတူလမ်းလျှောက်လာတဲ့ဗန်းကိုတွေ့တာကြောင့်ဘေးကအခန်း30တဲကိုဝင်ပုန်းလိုက်ပါလိမ့်။အစဉ်ပြေချင်းတော့အခန်းလော့ချမထားကြအောင်ခန်းထဲကိုရောက်သွားတဲ့အခါမှာရေချိုးပြီးတော့ထွက်လာတဲ့ရွှေအောင်စပင်နဲ့အမျိုးမီးတောင်းကိုတွေ့လိုက်ပြီးအာနာဆက်ယုံပြီးတော့တောင်းမန်ကပြန်ထွက်သွားလိုက်ပါလိမ့်။ပါတီကိုရောက်တော့လော်ရာတယောက်တည်းပြောင်ပြောင်လက်လက်နဲ့ဖြစ်နေကြအောင်အားလုံးလည်းဆုံးသွားကြပြီးတော့နောက်တော့မှ လှပကြောင်းကြီးမုံနှစ်သိမ့်ပေးလိုက်ကြပါလိမ့်။လုံကြုံမှုမျိုးသီးဆမ်ကစားဝဲပြီးပြီဆိုရင်အန်ကတွေ့ကျင်တဲ့အကြောင်းကိုလာပြီးတော့ဖိတ်ကြပါလိမ့်။စားဝဲပြီးသွားတဲ့ခါမှာလော်ရာဆမ်နဲ့အတူတူဒီမော်ရက်ကစားကြီးကမ်းမှာစောင့်နေတော့အန်ကရောက်လာခဲ့ပါလိမ့်။အန်ကလော်ရာရဲ့ဆောင်းပါးတွေကိုအလွတ်ရွတ်ပြပြီးတော့သူကပရိသတ်တယောက်ဖြစ်ကြောင်းနဲ့အတန်မထွက်နိုင်တဲ့သူရဲ့ကိုစားအော်ဟစ်ပေးရတာကလော်ရာရဲ့အလုပ်ဖြစ်ကြောင်းအန်ကထပ်မံပြီးတော့ချီးကျူးလိုက်ပါလိမ့်။သူကဆေးသွင်းရတာတောက်တာတွေရက်ပြစ်လိုက်ပြီးဖြစ်ကြောင်းပြောကသူကိုတခုလောက်ဝေဖန်ပေးဖို့ပြောပြီးတော့ နော်ဝေးရောက်တဲ့အခါဟောပြောမဲ့မိန်ကွန်းစာရွက်ကိုထုတ်ပြလိုက်ပါတယ်။လော်ရာမိန်ကွန်းစာရွက်ကိုဖတ်ကြည့်တဲ့အခါမှာအန်းကသူမရဲ့စီးစိမ်အားလုံးကိုဘသူကမှတတိပုဂ္ဂလမပေးဘဲကင်ဆာဖောင်ဒေးရှင်းတွေစီကိုအကုန်လှူပြစ်မှာဖြစ်ကြောင်းရေးသားထားတာဖြစ်ပါတယ်။အန်းရရောမှုကိုချီးကျူးတဲ့အခါဒါဘာမှမထူးဆန်းကြောင်းနဲ့အချိန်ကြာကြီးယူထားခဲ့တာတွေကိုပြန်ပေးတဲ့သဘောသာဖြစ်ကြောင်းပြောလိုက်ပြီးနောက်နေ့ဒီနေရာကိုဒီအချိန်မှာလာခဲ့ဖို့ချိန်ဆလိုက်ပါတယ်။ပြီးတော့အခန်းကိုပြန်တဲ့လမ်းမှာဘန်ကဆောင်းနေပြီးတော့လိုအပ်တာရှိရင်သူကူညီနိုင်ကြောင်းပြောတဲ့အခါလော်ရာက သူအနေနဲ့အမားတစ်ခုကိုနှခါမလုတ်တတ်ကြောင်းနဲ့ဘန်ကသူ့အတွက်ကောင်းတဲ့အမားတစ်ခုသာဖြစ်ကြောင်းပြောကအခန်းထဲကိုပြန်ဝင်သွားခဲ့ပါလေအရာဝင်ပြီးချိန်မှာလော်ရာစုညဉ့်ညံအတန်တွေကြောင့်နိုးလာပြီးတော့ကုန်းဘက်ဘုံထွက်ကြည့်လိုက်တဲ့အခါတပတ်ခန်းနံပါတ်10တကားကပြွင့်နေပြီးတော့လူတယောက်ရေထဲကျသွားတော့ကိုတွေးလိုက်ရပါလေတပတ်ကအခန်းတကားမှာလေသူဤလက်ဝါးရာတစ်ခုကိုတွေးလိုက်ရတာပါလော်ရာမှာကာလာစီကိုအကြောင်းကြားလိုက်တဲ့အခါကာလာရောက်လာပြီးတော့ကပတိန်တွေလည်းလှုပ်ရှုပ်သွားပြီးတော့သင်းမောင်းကိုပြန်လှည့်ဖို့ကြိုးစားပါလေကပတိန်နဲ့ဆမ်ကရောက်လာပြီးတော့စစ်ဆေးတဲ့အခါမှာလော်ရာက အခန်း၁၀ကအမျိုးသမီးတယောက်ရေထဲကိုပြုတ်ကျသွားကြောင်းကိုပြောလာခဲ့ပါတယ်။ကပတိန်ကခိတတွေးဝေသွားပြီးတော့အခန်း၁၀ကခီးတယ်မရှိတဲ့အခန်းလိုဖြစ်ကြောင်းကိုပြောလိုက်ပါတော့တယ်။အမှသင်းမော်တစ်စီးလုံးကိုရုံသုံးကားတွေဖြစ်ကုန်ကြပြီးလော်ရာလည်းတွေးသမျှလူတိုင်းကိုလိုက်ပြီးတော့ရှင်းပြနေပါတယ်။အမျိုးသားအလုံးကလည်းသူတို့ရဲ့အမျိုးသမီးတွေကိုစိတ်ပူသွားပြီးတော့လိုက်လံရှာဖွေနေကြပါတယ်။ဇပင်ရွှေအောင်နဲ့ဟူဒီဝတ်ထားတဲ့အမျိုးသမီးကိုအခန်း၁၀မှာတွေးခဲ့ရကြောင်းရေချိုးနေရဖြစ်ကြောင်းနဲ့သူနဲ့စကားပြောခဲ့ရကြောင်းကိုအတိအကျပြောလာခဲ့ပါတော့တယ်။ဘူမလည်းအခန်း၁၀ကအခန်းလိုဖြစ်ကြောင်းကိုပြောလာကြောင်း လော်ရာသူတွေးကြရတဲ့သွေးလက်ဝါးတွေဇေလိပ်ဖင်စီကန်တွေကိုတတ်သိပြဖို့ကြိုးစားပေမယ့်ခုချိန်မှာတော့ဘာတစ်ခုမှရှိမနေတော့ဘဲနဲ့တွေးကြရပါတော့တယ်ကပတိန်ကအားလုံးစီးရင်ဆက်ပြီးတော့တဦးတယောက်မှပျောက်ဆုံးခြင်းမရှိတောင်းကိုဖြေရှင်းလာခဲ့ပါတယ်လော်ရာကအင်တာနက်မရကြောင်းပြောတဲ့အခါလိုင်းရရှိနေပြီးတော့လိုင်းမကောင်းတာသာဖြေချောင်းကိုဖြေရှင်းချက်ကိုသာရခဲ့ပါတယ်အဲ့မှာအဆုံးမပေးဘဲနဲ့ခန်းဆယ်ထဲမှာဝန်ထမ်းတယောက်ရေဝင်ချိုးလာလားဆိုပြီးတော့စစ်ဆေးခြင်းကြောင်းဘူးမားစီမှာခွင်တောင်းလိုက်ပါတယ်ဒါမှလည်းလော်ရာတွေးကြတဲ့မျိုးသမီးကဝန်ထမ်းတွေထဲမှာရှာမတွေ့ပဲဖြစ်နေပြန်ပါတယ် နောက်နေ့စာကြည့်ခန်းနဲ့ရောက်တဲ့အခါအန်းကနောက်ကနေရောက်လာတဲ့လော်ရာကိုထူးဆန်းနေသလိုလော်ရာမနေ့ကစကားကိုဆက်ကြဖို့ပြောတော့လေ "तू ဟာအခုမှဈေးတွေတောက်ထားကြအောင်အနားယူဖို့လိုအပ်နေတဲ့အကြောင်းကိုပြောကာငင်းဆန်လိုက်ပါလေ"လော်ရာသူ့ရဲ့မကြေမလည်ဖြစ်နေတဲ့ကိစ္စအတွက်ဘန်းကိုသွားပြီးတော့ယင်ဖွင့်မိမယ်ဘန်းကလည်းယုံကြည်မှုမရှိဘဲဖြစ်နေခဲ့ပါလေ"အမလော်ရာတခုတည်းရသွားပြီးတော့ဘန်းလက်တော့တဲကဓာတ်ပုံတွေဝင်အောင်မှွေးနှောင်ရင်းနဲ့ပါတီဝဲတခုကပုံတွေထဲမှာအဒံမြက်ဘေးမှာထိုင်နေတဲ့မျိုးသမီးကအခန်းတစ်ဆယ်မှာတွေ့ခဲ့ရတဲ့မျိုးသမီးဖြစ်နေတဲ့အကြောင်းကိုတွေ့လိုက်ရပါလေ။ လော်ရာ laptop ရဲ့အမျိုးသမီးရဲ့ပုံကိုဖုန်းနဲ့ရိုက်ပြီးဘူမန်ရှိမှ laptop ကိုချပြကအဲ့ဒီမျိုးမီးဖြစ်ကြောင်းကိုတတ်သိပြပါတယ်။အဒမ်ရဲ့ပါတီဝဲဖြစ်ကြောင်းပြောတာကြောင့်လော်ရာမေးကြည့်တဲ့အခါအဒမ်ကသူမသိကြောင်းငြင်းဆန်ပါတယ်။ဒေါက်တာမာတာကမနေ့ကဖြစ်ခဲ့တဲ့ထင်အောင်ထင်မှားဖြစ်မှုတွေမပြောင်းသေးတာကြောင့်အေးဆေးအနားယူသင့်တဲ့အကြောင်းလော်ရာကိုပြောလိုက်ပါတယ်။ဒါပြီးခဲ့တဲ့ရက်ပိုင်းတွေကမျက်မြင်တွေ့ကြရတဲ့လူတက်မှုကြောင့်သွေးပြက်နေတာဖြစ်နိုင်ကြောင်းကိုပြောလာတာကြောင့်ဘယ်လိုသိလဲဆိုတာကိုလော်ရာအံ့ဩနေခဲ့ပါတယ်။ နောက်တော့မှဘန်းပြောပြချက်ကြောင့်သိခဲ့တာဖြစ်ကြောင်းကိုလော်ရာလည်းသိသွားခဲ့ပါတယ်။ဒိုင်နီကမျက်လုံးထောင်ဆုံးမှာလူပူလေးတယောက်ကနေတော့အမြဲတမ်းတွေ့နေရကြောင်းသူကြုံတွေ့ရတာတွေကိုဝင်ရောက်ပြီးတော့ပြောဆိုပါတယ်။ဘူမလည်းလော်ရာကိုအနားယူလိုအပ်နေဖြစ်ကြောင်းကိုပြောလိုက်ပြီးဆမ်ကိုလမ်းခေါ်ပြီးတော့လော်ရာအတွက်စပါမအားသုံးကွန်ဆိုင်ပြုစုပေးလိုက်ဖို့ကိုမှားလိုက်ပြီးတော့ထွက်သွားခဲ့ပါတယ်။လော်ရာပြုစုခံပြီးတော့မျက်နှာသိနေချိန်မှာသူ့ရဲ့အခန်းကိုတယောက်ကဝင်ပြီးတော့ stores ရဲ့စာလုံးကိုရေးသွားကြောင်းဝန်ထမ်းကိုမေးကြည့်တဲ့အခါဘယ်သူမှအဝင်ထွက်ရှိမနေကြောင်းကိုသိလိုက်ပါတယ်။ CDB ခန်းကိုသွားအောင်စစ်ဆေးတဲ့အခါမှာလဲဆယ်လီနဲ့မီလီယနာတွေကသူတို့ကိုစောင့်ကြည့်နေအောင်မကြိုက်တဲ့အတွက် CDB ကဒင်းမောစားထွက်ကလေးကပိတ်ထားတာဖြစ်ကြောင်းကိုသိလိုက်ရပြန်ပါလေလော်ရာခန်းကိုပြန်ပြီးတော့ရေချိုးနေတယ်မှာညှက်လာတဲ့ဇပိနေကရေထွက်ပေါက်တဲကိုကြာသွားတာတွေ့ရတာကြောင့်တခုခုကိုသတိရသွားပါလေလော်ရာအိတ်တလုံးယူကဘေးဘက်ကအခန်း30စီကိုအပြင်ဘက်ကကြော်ဝင်ပြီးတော့ရေချိုးခန်းရေထွက်ပေါက်တဲကိုနှိုက်ကြည့်လိုက်တဲ့အခါမှာတော့ရွှေရောင်ဇပင်တချို့ကိုတွေ့လိုက်ရပါတော့လေဇပင်လေးကိုအိတ်ထဲထည့်ပြီးတော့လော်ရာယူဆောင်လာခဲ့ပါလေ ်လော်ရာတင်မောရဲ့ပထမဆုံးခီးစဉ်မှာနံပါတ်10ရဲ့ဇပင်တွေကဘသူရဲ့ဇပင်လဲစွာကိုဟမ်ဘာဂါစားတဲ့သူတိုင်းတွေးတဲ့ကြောင်ဘန်ကိုသွားပြောပါလိမ့်ဘန်ကိုလည်းဟမ်ဘာဂါစားပြီးတော့ကြီးလာတယ်ဆိုရင်တွေးတဲ့မှာဖြစ်ကြောင်းကိုလည်းပြောလိုက်ပါလိမ့်လော်ရာဒီစပင်ပိုင်ရှင်ကတင်မောဘာပြုတ်ကျသွားတာဖြစ်ကြောင်းတတိချပြောဆိုလိုက်တာပါဘန်ကလော်ရာကိုစိတ်ထင်အောင်ထင်မှားဖြစ်နေလို့ပြောချင်တာမဟုတ်ကြောင်းနဲ့ဒီကိစ္စမှာကိုနဲ့မဆိုင်မဲမပါဖို့ပြောချင်တာသာဖြစ်ကြောင်းတကယ်လို့ကန်ကတ်တဲ့အထိဒီခံစားချက်ရှိနေပါကသူကိုယ်တိုင်စပိန်နဲ့အတူတူ yes ကန်ကို like ခဲ့မှာဖြစ်ကြောင်းကိုပြောလာခဲ့ပါလိမ့် လော်ရာသူခန်းထဲက6သွေးနဲ့ဖေးစင်ရေစင်းမှာတီရှူးတစ်ရက်ကိုခံခဲ့ပြီးတော့အပြင်ကိုထွက်လာလိုက်ပါတယ်။ဓမင်းစားဝိုင်းမှာတော့သူ့ကိုဂျင်းမောင်းရင်ဝှက်လာခဲ့တာကြောင့်ကဲတဲ့အမျိုးသမီးကတခွက်ပြီးတခွက်တောက်နေတဲ့လော်ရာကိုကဲပြန်လာကြောင့်စကားများကြပြန်ပါတယ်။ဘူမာတော့ဇနီးဖြစ်သူအန်းကိုချီးကျူးနေတဲ့ဂျေဆုတွေတင်ကအရန်ချစ်ချောင်းဂုံချောင်းဘာညာတွေပြောကပီတိမြတ်ကြီးတွေကိုတုံနေခဲ့ပါတယ်။မြင်ရကြားသူတွေကလည်းမျက်ရည်ဝဲကစိုးနှင်းလို့နေကြပါတော့တယ်။အဲ့လိုနဲ့စားတော့ဘူးရဲ့ခါမှာဒိုင်းနီကတခြင်းတွေဆိုပြီးတော့ဖြောပြေးပေးကကိုစီခန်းရှိရာတွေစီကိုပြန်လာခဲ့ကြပါတယ်။ တချို့လူတွေကအနီးနားမှာဝေလာငါအုပ်ရှိကြောင်းသတင်းရစပီးဘုံနဲ့တွားပြီးတော့ကြီးစုကြပြီးဒေါက်တာမာတာကတော့အန်းကိုစောင့်ကြည့်အောင်မှဖြစ်ကြောင်းပြောပြီးတော့ကြံရင့်နေခဲ့ပါတယ်လူတော်များများပြင်ကိုထွက်သွားအချိန်မှာလော်ရာကစပုံမှုတွေနားနေတဲ့အခန်းစီကိုတွားပြီးတော့ဘန်းစီကရလာတဲ့ဓာတ်ပုံတွေကမျိုးသမီးကိုတွေ့ဘူးလားမတွေ့ဘူးလားဆိုတာကိုတွားပြီးတော့မေးမြန်းပါတယ်အားလုံးကလည်းတခါမှမမြင်မှုကြောင်းတညညွတ်ထဲဖြေဆိုနေကြပါတယ်ဝေဒန်းတွေအနေနဲ့လူတယောက်ကိုဒေမော့ဘော်ခေါ်သွင်းလာမယ်ဆိုရင်လွယ်ကူသလားဆိုပြီးတော့မေးတဲ့အခါစပုံမှုတယောက်ကသူတို့နဲ့ဒီကိစ္စတွေပြောနေတာကို ဘူမာတို့တီသွားပါကအန်ရရှိလာနိုင်ကြောင်းကိုပြောလိုက်ပါလေလော်ရာစပုံမှုနားနေဆောင်ကနေပြန်ထွက်မှာဒေါက်တာမာတာနဲ့တဲတဲတိုးပြီးတော့မေးမြန်းဆက်ဆုတာခံလိုက်ရပါလေအခန်းကိုပြောင်းတဲ့အခါမှာခန်းတကားပွင့်နေပြီးတော့ဘေးစင်မှာထားခဲ့တဲ့တ िश ူးကလည်းရေဆိုးနေကတစုံတယောက်ဝင်သွားတာမှန်းကိုទីလိုက်ရပါလေကျဲမြင်မှာကျဲသီးလုံးကပြုတ်ကျနေပြီးတော့သူ့ရဲ့ကျဲသီးမဟုတ်တာကိုလည်းទីလိုက်ရတာကြောင့်ကောက်ယူပြီးရွှေအောင်စပင်းနေထည့်ထားတဲ့အိတ်ထဲကိုထည့်ကာကိုအင်းကြီးတဲကိုထည့်ထားလိုက်ပါလေအပြင်ပြန်ထွက်သွားတဲ့ချိန်မှာဘန်ကမြို့သမီးတယောက်နဲ့ EC ကလီထုကဓာတ်ပုံရိုက်ပေးနေပါတယ်။အပေါ်မော့ကြီးတော့ကပတိန်ကိုတွေ့ရပြီးတော့ဗန်နဲ့ကောင်မာလီကတော့အဝေလဲမဲ့ကင်မရာကြီးသွားယူမယ်ဆိုပြီးတော့အแทးကိုပြန်ဝင်သွားခဲ့ပါတယ်။ရုတ်တရက်လော်ရိုင်းနောက်ကနေလက်တစ်ဖက်တွန်းချလိုက်တာကြောင့်အောက်ဘက်ကရေကူးကန်တွေကိုပြုတ်ကျသွားပါတယ်။အစိမ်းနဲ့ကြလာလော်ရာကရေအောက်แทးကိုရောက်သွားချိန်မှာရေကူးကန်အဖုံးကပိတ်သွားခဲ့ပါတယ်။ရေနစ်နဲ့လော်ရာကိုခန်းထဲကလူတွေကတွေ့သွားတဲ့အတွက်အသက်ချမ်းသာရသွားခဲ့ရပါတယ်။ဗန်ကအကျိုးချောင်းမိတဲ့အခါသူ့ကိုတစုံတစ်ယောက်ကနောက်ကနေတွန်းချလိုက်တာဖြစ်ကြောင်းနဲ့ နောက်ကကြည့်နေကပတိန်ကဒါအောင်မြင်မှာဖြစ်ကြောင်းကိုဆွဆွဲလိုက်ပါလေကပတိန်ကသူကလော်ရာနဲ့တွေ့ပြီးတော့ချက်ချင်းလဲထွက်ခဲ့တာဖြစ်ကြောင်းနဲ့အဲ့ဒီဝရန်တာမှာလော်ရာလွဲပြီးတော့ဘသူကမှမတွေ့ရကြောင်းကိုငင်းဆန်လိုက်ပါလေဘူးမလည်းကုန်းဘက်ပေါ်မှာမရှိနိုင်ကြောင်းကိုထောက်ခံလာပါလေဒါတော့မှသာရေကန်ဖုံးကသူ့လိုလိုပိန်မသွားနိုင်ကြောင်းနဲ့လော်ရာကိုဘာကြောင့်ဘသူကလှုပ်ကြံခံရတာလဲဆိုတာကိုမေးခွန်းထုတ်ပါလေလော်ရာကျဲသီးပြုတ်နေမှာတာအင်ကြီးလက်ကိုလှမ်းကြည့်ပြီးဒုခန်းနဲ့ဝင်ခဲ့တာလားလို့မေးလိုက်ပါလေမာတာသူ့ရဲ့ကျဲသီးပြောင်းနေပန်းတီးသွားချိန်မှာလော်ရာက သူ့ရဲ့ခန်းထဲမှာကျဲသီးပြုတ်ချံခဲ့ကြောင်းကိုအတိပေးလိုက်ပါလေဒီတော့မှလော်ရာကသူ့ရဲ့ကိုအင်းကြီးပြောင်းနေမှန်းသိရကအသေးတန်လိုက်ရှာပါလေကိုအင်းကြီးကဝိရှောခန်းထဲကိုရောက်နေပြီးတော့အင်းကြီးတဲကသပင်ထည့်ထားတဲ့ပလတ်စတစ်အိတ်ကပြောင်းနေမှန်းကိုသိလိုက်ရပါလေလော်ရာဘန်နဲ့တွေ့တဲ့အခါကိုအင်းကြီးတဲကသပင်ထည့်တဲ့အိတ်ကပြောင်းနေကြောင်းနဲ့ဒါအုပ်သေးတဲ့သူကဘန်တယောက်တည်းသာရှိကြောင်းကိုစွပ်စွဲလိုက်ပါလေဘန်ကလည်းဟုတ်မှန်းကြောင်းဝန်ခံလိုက်ပြီးလော်ရာကိုယူနေလို့ထင်နေကြတော့မခံနိုင်တာကြောင့်တပ်သေးတွေကလော်ရာမှာရှိကြောင်းအားလုံးကိုပြောပြလိုက်တာပဲဖြစ်ပါလေ။ ဘူမအသေးတန်တားနေကြကဒိုင်းဒီကဖြစ်ပေါ်နေပြဿနာတွေနဲ့သူမမပတ်သက်ခြင်းကြောင့်ပြောကပြန်သွားခဲ့ပါလေ။ဟင်ဒီတို့ကလော်ရိုက်အတင်းကိုပြောနေကြပြီးဒိုင်းဒီကရုတ်တရက်ထပြန်သွားတာမသိငါးစရာဖြစ်ကြောင်းလည်းပြောနေကြတာပါ။အတိုင်ကလည်းလော်ရောက်ယူနေရဖြစ်ကြောင်းဘယ်အလောင်းကမှရေထဲကိုပြုတ်ကျသွားတာမရှိကြောင်းကိုပြောခဲ့ပါလေ။အိပ်ပျော်နေနဲ့အိမ်မက်မက်ပြီးတော့တရောင်တင်မာတွေဖြစ်ခဲ့တာဖြစ်ကြောင်းပြောပြီးတော့ရတန်းရက်ဖို့အတွက်အော်ဟစ်ကထွက်သွားခဲ့ပါလေ။လော်ရာခန်းထဲမှာရှိနေတဲ့တကားခေါက်တန်ကြောင့်ဖန်မလင်းကိုဆွဲပြီးတော့တကားနာကိုကတ်သွားလိုက်ပါလေ အပြင်ချောင်းချလိုက်တော့ဟူဒီဝှက်ထားတဲ့မျိုးသမီးကိုတွေးလိုက်တဲ့အတွက်နောက်ကနေလိုက်သွားခဲ့ပါလေဟူဒီနဲ့လူကအောက်ထပ်ကိုဆင်းသွားတာကြောင့်လော်ရာနောက်ကနေလိုက်သွားတာကနေမျက်ခြေပြတ်သွားခဲ့ပါလေဟူဒီနဲ့လူကစကန်နဲ့ဒီဆင်းသွားတာကြောင့်လိုက်လံပြီးတော့ဖမ်းဆီးရမှာမျက်နှာချင်းဆိုင်တွေးလိုက်ပြီးတော့အခန်းဆေးမှာတွေးလိုက်တဲ့မျိုးသမီးဖြစ်နေမှန်းကိုသိလိုက်ရပါတော့တယ်အမျိုးသမီးကသူကရေထဲကိုလည်းပြုတ်မကျသလိုမတည်သေးတာကြောင့်စုံစမ်းစစ်ဆေးမှုကိုရပ်လိုက်ဖို့ပြောလာပါလေလော်ရာလည်းသူ့ကိုရေထဲတွန်းချဘာလို့လဲအခန်း30ရဲ့ဇပင်တွေကဘာလို့ဇပင်တွေလဲ ပြီးတော့ရေထဲပြုတ်ကျသွားတာဘာလို့လဲဆိုပြီးတော့မေးရင်းနဲ့ဇွဲလာရန်လာတွေဖြစ်သွားတာခေါင်းဆုပ်ကကြွတ်သွားပြီးဂရုံးဖြစ်သွားပါလေဂရုံးမျိုးကြီးကအန်းနဲ့ချွတ်ဆုပ်တူနေရကြောင်းလော်ရာအန်းဟုန်နေချိန်မှာဒေါသထွက်နေတဲ့ဂရုံးမကလော်ရာကိုစောင်းတွန်းပြလိုက်ပါလေလော်ရာတံပိုင်လုံးနဲ့နောက်ဆိတ်မိတ်ဆက်ကသတိလစ်သွားခဲ့ရပါလေအမျိုးသမီးကလော်ရာကိုထမ်းခေါ်ပြီးတော့ဒေမောဝမ်းထဲမှာပိတ်ထားခဲ့လိုက်ပါလေလော်ရာအတန်ကုန်အော်ဟစ်ကကူညီတောင်းပေမဲ့ဆက်တန်ကြီးကြောင့်ဘသူမှမကြားဘဲဖြစ်နေခဲ့ပါလေဂျုံကရပုံတွေကိုပြန်ပြီးတော့စဉ်းစားတဲ့အခါပထမသူနဲ့တွေ့တဲ့အန်းက စီမတောက်တော်ကြောင်ပြောပြီးတော့နောက်တနေ့မှထတ်ချင်းခဲ့တာကိုသတိရသွားပါလေပြဒနာတက်ပြီးနောက်တနေ့မှတွေ့ရတဲ့အန်းကစီချိန်ကြောင်အိတ်ချိန်လေးကြောင်ပြောသလိုသူမနဲ့ချိန်ထားတဲ့ပြောရဆစကားကိုလည်းမိသွားတဲ့အကြောင်းကိုသတိရသွားပါလေနောက်နေ့မျိုးသီးရောက်လာချိန်မှာသူကအဲ့နှစ်ချက်ကိုပြောပြပြီးတော့အန်းမဟုတ်ကြောင်တီသွားပြီးဘသူလဲဘယ်ရလဲလို့မေးလိုက်ပါလေလော်ရာရေထဲကိုပြုတ်ကျသွားတာကအန်းဖြစ်ကြောင်ဘူးမအလိုတူလိုပါဖြစ်တာကိုသူကသိနေတယ်လို့ပြောလိုက်ပါလေဒီတော့မှအမျိုးသမီးရဲ့နာမည်ကကယ်ရီဖြစ်ပြီးတော့ ဘူမာသူ့ကိုလူတူမရှာ Facebook page ကနေတွေ့လာခဲ့တာဖြစ်ကြောင်းကိုသိလိုက်ရပါတယ်။အရိက app ကမျက်နှာတူရလူတွေကိုရှာပေးခဲ့တာဖြစ်ကြောင်းကိုပြောလာခဲ့ပါတယ်။ဘူမာအန်းကိုတတ်လိုက်မယ်ဆိုတာကိုမသိခဲ့တာကြောင့်ငွေမြောင်များရတဲ့လူစားထိုးကရှင်းနေတဲ့ဒေတန်းစာမှာလက်မှတ်ထိုးဖို့ကိစ္စကိုလက်ခံခဲ့တာဖြစ်ကြောင်းကိုသိလိုက်ရပါတော့တယ်။တကယ်သူတို့နှစ်ယောက်ကအခန်း၁၀ထဲမှာအသားကြောင်အနန်းတွေနဲ့စတင်လေ့ကျင့်နေတော့အန်းအစ်စ်ကရောက်လာခဲ့တာကြောင့်ပြဿနာတက်ပြီးတော့အန်းဟာခေါင်းကိုထိပြီးတော့သတိလည်သွားပါတယ်။ ဘူမအလွယ်တကူပဲအန်းကိုချီမကခြေထဲကိုပြစ်ချလိုက်တာပဲဖြစ်ပါတယ်။အန်းဒီကလော်ရာအခန်းဆယ်ထဲကအတန်းတွေကြားခဲ့ရတဲ့နေ့ပဲဖြစ်နေခဲ့တာပါ။ဘူမသဲလွန်စားတွေကိုတခါတည်းလက်စားဖြောက်ခဲ့တာပဲဖြစ်ပါတယ်။ကယ်ရီကသူ့မှာသမီးလေးတယောက်ရှိပြီးတော့ငွေလိုနေတာကြောင့်ဒီလောက်ကိုလက်ခံခဲ့ရတာဖြစ်ကြောင်းကိုသိလိုက်ရပါတယ်။လော်ရာသူလူတတ်ထားတာကိုသိနေကယ်ရီကိုလက်မှတ်ထိုးပြီးပါကလော်ရာဒီတိုင်းထွက်သွားခွင့်ပေးမယ်လို့ထင်နေလားဆိုပြီးတော့မေးပါတယ်။ဘူမသူ့ကိုယ်တော်တတ်ဖို့စူးစမ်းခဲ့တာဖြစ်တဲ့အတွက်အတူတူပူးပေါင်းကြဖို့ကယ်ရီကိုညှိနှိုင်းလိုက်ပါတယ်။ ကယ်ရီကအိမ်နေမပြတ်ပဲဆက်လက်နေထိုင်နေခဲ့ပါတယ်။ဘန်ကလော်ရာရဲ့အခန်းရှိကိုရောက်လာချိန်မှာတော့မာတာကအခန်းထဲကထွက်လာပြီးတော့လော်ရာကအနားယူနေရဖြစ်ကြောင်းကိုပြောကာမနှောက်ရှက်ဖို့ကိုတောင်းပန်လိုက်ပါတယ်။ကပတိန်နဲ့မာတာလော်ရာကိုလိုက်ရှာမှာဖြစ်ပြီးတွေးတာနဲ့တပ်ပြဖို့ဘူးမားပြောထားပါတယ်။မာတာသူတို့ရဲ့အစီအစဉ်ထဲမှာလူတပ်ဖို့ကိစ္စမပါကြောင်းပြောကာငြင်းဆန်နေခဲ့ပါတယ်။ကယ်ရီကတော့သူတို့နှစ်ယောက်တိုင်မီနီယာကိုခန်းထဲကနေကြားနေခဲ့ရတာပါ။မာတာလွန်ခဲ့တဲ့၃နှစ်ကလူသိမ်မှုတစ်ခုအတွက်ထောင်ချမဲ့ကိစ္စမှာ ဘူမာကဲတင်ငယ်ဘူးတော်ကိုပြန်ဆဖို့ကအကြက်ကင်ခံလိုက်ရပါလေဒိုနဲ့မာတာအစော်ပေးလိုက်ရပြီတော့လော်ရောက်တတ်ဖို့အတွက်လက်ခံလိုက်ရပါတော့တယ်ကယ်ရီကအားလုံးကြားသိပေမဲ့အိမ်ကြီးမပြတ်ပဲဆက်ရှိနေခဲ့ရပါလေညောင်တော့ကယ်ရီနဲ့လော်ရာတိတ်ခိုးတွေ့ချိန်မှာကယ်ရီကရဲရီကိုတင်ပေးထားတဲ့အတိုင်းပြောစီဖို့လော်ရာကအစီအစဉ်ချမှတ်ထားပါလေကယ်ရီကသူကလည်းကြံပါဖြစ်တာကြောင့်သူကဖန်ခံပြီးတော့တမိနဲ့ခွဲရမှာကိုစိုးရိမ်နေတာပဲဖြစ်ပါလေဘူမာရဲ့ရွယ်ချက်ကတည်တန်းစာမှာလက်မှတ်ထိုးပြီးတော့ဂါလာပွဲကိုသွားဖို့ပဲဖြစ်ပါလေ။ ကယ်ရီကဘူမာသူ့ကိုလည်းအရှင်မထားမအောင်သိနေတဲ့အတွက်လော်ရာဘက်ကိုလက်ခံလိုက်ပြီးတော့တကားဖွင့်ထားခဲ့မှာဖြစ်ကြောင်းကိုပြောလိုက်ကဝမ်းတဲကနေပြန်ပြီးတော့တတ်သွားခဲ့ပါလေလော်ရာသေတန်းစာမှာလက်မှတ်မထိုးမချင်းဘူမာကတက်မှာမဟုတ်ကြောင်းနဲ့လက်မှတ်ထိုးပြီးတာနဲ့တက်ခံမှာဖြစ်ကြောင်းကယ်ရီကိုသတိပေးလိုက်ပါလေကပ္ပတိန်နဲ့မာတာအသင်းပေါ်တစ်စီးလုံးလိုက်ရှာပြီးတော့လော်ရာပုံနေတဲ့အခန်းကိုတစ်ချက်ငုံကြီးကပြန်သွားခဲ့ပါလေလော်ရာအခန်းတစ်ခုထဲမှာပုံနေရာကြောင့်မာတာမတွေ့လိုက်ပဲရှီသွားခဲ့တာပါအဲမှာသင်းပေါ်ကနော်ဝေးကိုရောက်လာပြီးတော့ဂါလာစိတ်ကမ်းမှာကြောက်ချနေဖြစ်တာကြောင့် အားလုံးစိတ်နှာဖို့အတွက်ပြင်ဆင်နေကြပါလေလော်ရာလည်းတင်းမောဝမ်းနေရထွက်လာခြင်းပြင်ပတ်မှာတော့ဘန်ကလော်ရာအတွက်စိုးရင်ကြောင်းကိုပြောနေခဲ့ပါလေဒေါက်တာမာတာပတ်စံနေတော့ဝဲလို့များတဲ့ဂယူဆိုင်မှုတွေအောက်မှာရှိနေကြောင်းကိုပြောကာဘန်ကိုစိတ်ပူမနေဖို့နှစ်သိမ့်လိုက်ပါလေအားလုံးတင်းမောဝါဆင်းသွားခြင်းရောက်မှာဘန်ကလော်ရာကိုစိတ်ပူကြောင်းပြောပြီးတော့ခြံနေလိုက်ပါလေလော်ရာစာကြည့်လိုက်ကိုသွားကအန်ထားခဲ့တဲ့နေရာကမိန်ကုန်းစာကိုသွားယူပြီးတော့ဖုန်းနောက်ထဲကိုထည့်ခဲ့လိုက်ပါလေလော်ရာတင်းမောမောင်းခန်းထဲကိုသွားပြီးတော့ရေစကန်ကိုဖုန်းဆက်နေချိန်မှာ မာတာရောက်လာကြောင်းထွက်ပြေးသွားပါလေလော်ရာကပတိန်နဲ့ဒေါက်တာမာတာရဲ့ကြားမှာပိတ်မိနေချင်းဘန်ကရောက်လာပြီးတော့လော်ရာကိုဆေးထိုးရနဲ့ထိုးသားဖို့စူးစမ်းနေတယ်မာတာကိုဖက်လုံးပြလိုက်ပါလေဘန်ကမာတာရဲ့ဆေးထိုးရစာမိသွားကမူဝေသွားခဲ့ရပါလေလော်ရာဆေးထိုးရထဲမှာဘာရီလဲလို့မေးချိန်မှာဘန်ကမာတာကိုထိုးချပြလိုက်ပါလေဘန်အားဆေးချိန်ကြောင့်တေဆုံးသွားပြီးတော့လော်ရာတို့ရေထဲကိုခုံချပြီးတော့ထွက်ပြေးသွားပါတော့တယ်လော်ရာကန်ဆာကအိမ်တလုံးစီမှာမီးလုံပြီးတော့ဝေစားလဲကဘန်းရဲ့အကြောင်းကိုပြန်တွေးနေအဲ့ရဲ့မိန်ကုံးစာရွက်ကိုထုတ်ဖတ်နေခဲ့ပါလေ မာတာဘန်ကတိဆုံသွားပြီးတော့လော်ရာလည်းအေးခဲတိဆုံသွားမှာဖြစ်ကြောင်းကိုဘူးမားကိုပြောနေခဲ့ပါတယ်။ကယ်ရီကအခုပဲရှင်းနေရင်းနဲ့လက်မှတ်ထိုးတော့မှာဖြစ်ပြီးဂါလာသတင်းသာရှင်းလင်းပွဲပြီးတာနဲ့တတ်ရမှာဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။အန်ဖီနဲ့တေးဥဆောင်ရရတဲ့ကယ်ရီကသူကအစောပိုင်းမှာဖောင်ဒေးရှင်းတွေကိုလူဖို့စဉ်းစားခဲ့ပြီးမယ်ပို့ပြီးတော့အကျိုးရှိမဲ့အရာတွေကိုတွေးမိတဲ့အကြောင်းရှင်းတွေကိုပြောလိုက်ပါတယ်။သူမသူမရဲ့ဘေးနားမှာစိုးရုကောင်းဘက်အတူရှိခဲ့တဲ့ခင်မုန်းဖြစ်သူကိုမေးထားသလိုဖြစ်သွားခဲ့ပြီးတော့အခုကမှကျေးဇူးဆက်ခွင့်ဂျုံမီဖြစ်တာကြောင့် အမွေအားလုံးခင်မွေးရဲ့နာမည်နဲ့သာထားရေးခဲ့တော့မှာဖြစ်ကြောင်းကိုပြောကဖောင်ဒေးရှင်းလူစာချုပ်စာဘူမားရဲ့နာမည်နဲ့စာချုပ်မှာလက်မှတ်ထိုးလိုက်ပါလိမ့်ဘူမားအန်ရဲ့ခေါဝင်တွေကိုချပေးပြီးတော့ဒီညမှာသူကသာမိုက်ကင်မှာဖြစ်ပြီးတော့သူ့ကိုပြုံးပြလက်ပြအောင်သာကူညီဖို့အန်ဖြစ်နေတရုတ်ဆောင်နေတဲ့ကယ်ရီကိုပြောပါလိမ့်လော်ရာတော့ဘူမားရဲ့ဘန်းဖြေအိမ်ထဲကိုဝင်လာရမှာလုံကြုံရင်းမှုဆမ်နဲ့တဲ့တဲ့ဒိုးတာကြောင့်အန်ရဲ့မိန်ကုံးစာကိုထုတ်ပြလိုက်ကအားလုံးကိုရှင်းပြလိုက်ပါလိမ့်ဆမ်ကမယုံကြည်နိုင်ပဲဖြစ်နေတဲ့အတွက်လော်ရာက သူတက်သေးပြနိုင်ရင်သူ့ကိုကူညီဖို့ပြောခဲ့လိုက်ပါလေလော်ရာအဲကန်ရှင်းလင်းပွဲကိုလာနေတဲ့လူအုံနဲ့အတူတူရောရောင်လိုက်လာပြီးတော့ဘူမာစကားပြောနေချိန်ဇေမောတင်းတက်ပြီးတော့မိုက်ကိုလူယူလိုက်ပါလေလော်ရာအားလုံးဖွင့်ထားဖို့ကြံစီချိန်မှာဘူမာတားဆီးပြီးမဲ့အန်တဖြေလဲကယ်ရီကပြောဖို့တော့ခွင့်ပြုလိုက်ပါလေလုံလုံရေးတွေကလော်ရာကိုဖမ်းချုပ်ဖို့ကြိုးစားချိန်မှာခေါင်းဆောင်ဆမ်ကလှုပ်ပေးလိုက်စေပါလေပရိသတ်ကလည်းအန်ရဲ့ပါတီဖြစ်တာကြောင့်အန်ဆန်နာတိုင်းလော်ရာပြောတာကိုနားထောင်စီလိုက်ပါလေလော်ရာကအန်ဟာလွန်ခဲ့တဲ့၄ရက်ကသူ့ကိုဒီပွဲမှာဖတ်ပြဖို့ မိန်ကွန်းစာတစ်ရက်ကိုပေးခဲ့ကြောင်းကိုပြောလိုက်ပါတယ်။အန်ကသူမျက်ကွယ်ပြုလိုက်ပါကပိုင်ဆိုင်သမားတွေကိုငွေသားဖြင့်ပြောင်းလဲပြီးတော့ foundation ကိုအားလုံးလူမဲ့ကြောင်းလော်ရာကဖတ်ပြလိုက်ပါတယ်။ကယ်ရီကလည်းလော်ရာဖတ်သမားအားလုံးကသူ့ရဲ့ဆန္ဒသာဖြစ်ကြောင်းဝင်ရောက်ပြီးတော့ထောက်ခံလိုက်ပါတယ်။ဒီတော့မှဘူးမားဘေးစပွဲပေါ်ကဓားကိုယူပြီးကယ်ရီရဲ့လက်ဘင်းကိုထောက်ပြီးတော့ဒီမိမအမ်းမုတ်ကြောင်းဒေါသလျောက်ပြောမိသွားခဲ့ပါတော့တယ်။ဒီတော့မှအားလုံးကအမ်းပမာလဲဆိုပြီးတော့ဝိုင်းပြီးတော့မေးခဲ့တဲ့အတွက်ဘူးမားတယောက်ဘေးကျန်နန်းကျန်ဖြစ်လိုက်ရကား ဇာတ်ကြုံတွေနဲ့အတူတူကယ်ရီကိုတစားကန်လှုပ်ပြီးတော့ခေါ်သွားခဲ့ပါတော့တယ်။လော်ရာစပီဘုံနဲ့ထွက်ပြေးတော့မဲ့ဘူမာရဲ့နောက်ကိုလိုက်ခဲ့ပါတယ်။ဆမ်ကအသင်းရှိနဲ့တနတ်ကိုယူပြီးတော့ဘူမာကိုပစ်ချလိုက်ရာရေမမတန်ရာရပြီးတော့ဒေါသထွက်နေတဲ့ဘူမာကကယ်ရီကိုလဲပင်းညစ်တက်နေတဲ့ချိန်လော်ရာခေါင်းကိုကြောက်ဆူးနဲ့ရိုက်ချလိုက်တာကြောင့်ဘူမာတယောက်သတိလစ်သွားခဲ့ရပါတယ်။လော်ရာကယ်ရီကိုဖက်ကနှစ်သိမ့်အားပေးနေပြီးမကြာခင်မှာပဲကိုရွှေရဲတွေလည်းရောက်လာကြပါတော့တယ်။နောက်တစ်ရက်သတင်းစာရီမှာတော့အန်ရဲ့ကင်ဆာဖောင်ဒေးရှင်းအလူငွေတွေကြောင်းပါလာခဲ့တာက အားလုံးကဝမ်းမြဝမ်းသာတာရုခေါ်နေကြပါလိမ့်။လော်ရာကရုံးကိုပြန်အောင်နေပြီးတော့သူမရဲ့ဇပွဲမှာထိုင်နေတော့အလौစားဝင်တဲ့အငယ်တန်းဆေးမလေးရောက်လာကလော်ရာကိုအားကြကာချီးကျူးနေပါတော့လေ။သူကလော်ရာကိုအားကြအံ့ဩပြီးတော့ဒီအုံမှာအလौလာလျှောက်တာဖြစ်ကြောင်းလည်းပြောပြလိုက်ပါလိမ့်။လော်ရာလည်းဒီအမှုမှာသူလည်းသူ့ကိုယ်သူအံ့ဩနေတာဖြစ်ကြောင်းကိုပြောကာဇက်ခရင်ကိုကြည့်နေခဲ့ပါလိမ့်။ဇက်ခရင်မှာတော့ဒေမောဘကလူအုံမာရီနဲ့သူမရဲ့ဘန်ကိုတွေ့နေရပါလိမ့်။မကြခင်မှာမယ်ရီကရောက်လာကလူသားမဆန်ကြတော့တဲ့ခေတ်ကာလအတွက် လူသားဆန်တဲ့စောင်းမားတပုတ်ကိုရပြီးဖြစ်တာကြောင့်၅မိနစ်တွင်အက်ဒီတာစီဝေးကိုလာခဲ့ဖို့ပြောကာထွက်သွားခဲ့ပါတယ်။ဖုန်းမဆေးရောက်လာကြောင်းဖွင့်ကြည့်လိုက်တဲ့အခါကယ်ရီနဲ့သမီးကလေးကစားနေတဲ့ဖိုင်မဲဖြစ်နေပြီးသူတို့စီလာလေတင်ချောင်းကိုပြောထားကာဇက်လန်းလီကဒီညမှာပြီးဆုံးလို့သွားခဲ့ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါဒီနေ့အတွက်တင်ဆက်မှုကတော့ဒီလောက်ပါပဲနောက်နေ့မှရုပ်ရှင်ကားကောင်းတွေနဲ့ပြန်လည်တွေ့ဆုံပါအောင်ပဲ channel subscribe လုပ်ပြီးတော့ဘေးနာကောင်းအောင်နှိပ်ထားပေးကြဖို့ပြောရင်းနဲ့အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ